ရုပ်ရှင်မင်းသားဘွားကနေဝရံပြေးဖြစ်သွားရတဲ့ရုပ်ရှင်မင်းသားပိုင်းအိုဆိုအောင်အလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှတော့အနှစ်ပညာလောကကိုတုံ့လှုပ်စေတဲ့တောင်းဝမ်းမဲမှုနဲ့ဥပဒေကိုလက်လူရှိမှုရဲ့အနောက်ဆုံးအကျိုးဆက်ကိုပြသနေတဲ့အကြောင်းအရာတစ်ခုကိုတုံ့ပြန်ဆက်ပြသွားချင်ပါတယ်။အဲ့ဒါကတော့တတိဆာမင်းသားပိုင်းအိုဆိုအောင်ရဲ့ရုပ်ရှင်မင်းသားဘွားကနေဝရံပြေးဘွားကိုကူပြောင်းသွားရတဲ့အဖြစ်အပျက်ပါပဲ။မင်းသားပိုင်းအိုဆိုအောင်ဟာဆိုရင်ရုပ်ရှင်ကားတွေဇာလံတွဲတွေမှာမကြာခဏတွေ့နေရတယ်ပါ။ သူမှတောင်ကိုရီးယားမင်းသားလိုမျိုးရှစ်ဆရာကောင်းတဲ့အပေါင်းစံလည်းရှိပြီးပညာတတ်လူရင်မော်လေးတယောက်အဖြစ်ပိတ်တတ်တွေရအားပေးရှိခင်မှုတွေလည်းရယူထားနိုင်တာဖြစ်ပါတယ်။ဒီလိုမျိုးကောင်းမွန်တဲ့ပုံရိပ်ကိုတည်ဆောက်ထားသူတို့ဟာအခုချိန်မှာဆိုရင်တော့ဥရေရဲ့ရှေးမောက်ကနေထွေပြေးတိမ်းချောင်နေရတဲ့အခြေအနေကိုရောက်ရှိသွားခဲ့လို့လူတိုင်းကိုအားအတင်းသွားစီခဲ့ပါတယ်။ဒီလိုဖြစ်စဉ်ဟာဆိုရင်ရန်ကုန်မြို့လေခေါင်ကလူငယ်တွေကြားထဲမှာအထူးနာမည်ကြီးတဲ့တဲ့အစ်တလို့ခေါ်တဲ့ ိုင်လိုက်ကလာတစ်ခုကစတင်ခဲ့တာဖြစ်ပါတယ်တင်းတွေအရတော့မင်းသားပိုင်အုပ်စိုးအောင်ကနာမည်ကြီး DJ Aura နဲ့ DJ ဝေယံခေါ်ဝေယံဖြိုးအပါဝင်သူ့ရဲ့အပေါင်းပါဖွဲ့စည်းနေတဲ့တခြားသူလူငယ်တယောက်ကိုအုပ်စုဖွဲ့ကစည်းကမ်းမဲ့စွာပြန်ဖြည့်စကားများခဲ့တယ်လို့သိရပါတယ်အဆိုဆုံးကတော့အတီးရန်ပွဲမှာလူငယ်တယောက်ရဲ့မျက်နှာကိုပြင်းထန်စွာဒဏ်ရာရရှိစေခဲ့တာဖြစ်ပါတယ်ဒဏ်ရာကတော်တော်လေးပြင်းထန်ခဲ့ပြီးနေနာသူလူငယ်ဟာဆိုရင်အခုချိန်ထိ ဆေးရုံမှာစေကူတာမှုတွေခံယူနေရတဲ့အခြေအနေမှာရှိနေပါတယ်။ဒီလိုမျိုးရန်ကုန်ရဲ့နိုင်လိုက်ထဲကစီကံမဲ့ရန်ကားမှုတွေဟာတော်တော်လေးအခြေအနေဆိုးနေပြီဆိုတာဒီဖြစ်စဉ်ကတတိပြနေပါတယ်။ဒီလိုကိုထီးလျောက်ကျူးလွန်ခဲ့တဲ့လောရကြောင့်နဏတူလူငယ်ဘက်ကရဲစခန်းမှာအခိုင်အမာတတိအထောက်ထားတွေနဲ့အတူတရားဥပဒေအရအရေးယူစိန်ခေါ်ထားပါတယ်။ဘိုင်အိုစိုးအောင်တို့အဖွဲ့ကိုလာရောက်ဖြည့်ရှင်းဖို့စစ်ခေါ်ထားပေမဲ့ တောင်းဝန်ယူမှုတောင်းဝန်ခံမှုလုံးဝမရှိဘဲပိုင်အောင်စိုးအောင်ဟာဆိုရင်အခုချိန်ထိဥပဒေကိုရှောင်ရှားကဖြစ်ပြတင်းချောင်နေစေဖြစ်တယ်လို့သိရပါတယ်။တခြင်းကရုပ်ရှင်လောကမှာနေရာရောက်ဖို့ကြိုးစားနေတဲ့မင်းသားတစ်ယောက်ကအခုလိုမျိုးကိုယ့်ရဲ့လောက်ရအသက်တောင်းဝန်မယူဘဲဥပဒေကိုပါရှိုးဖောက်လိုက်တာကတကယ်ကိုစိတ်မကောင်းစရာပါပဲ။အခုလိုသူ့ရဲ့ရှောင်ပြေးနေမှုကနာမည်နဲ့ငွေနဲ့ဥပဒေကိုရှောင်လို့ရတဲ့ဆိုတော့မာယွန်းတဲ့အမျိုးမျိုးကိုပေါ်ပေါက်စေမှာဖြစ်လို့ ိတ်တရရဒေါ်လာကိုလည်းပို့ပြီးဆော့ပေးနေပါတယ်အခုဆိုရင်ရဲတပ်ဖွဲ့ကပိုင်အုပ်စုအောင်ကိုလိုက်လံရှာဖွေနေပြီးဥပဒေကိုမလိုဆောင်နိုင်ပဲမကြခင်မှာဖမ်းဆီးခံရဖို့အလားအလာများနေပါတယ်အနုပညာရှင်ဆိုတာကပုံရိပ်နဲ့နေရာတွေပါဒီလိုမျိုးကိုကြီးတရားနဲ့တာဝန်ခံမှုမရှိဘဲဥပဒေကိုရှောင်ပြေးနေခဲ့တဲ့အတွက်ပိုင်အုပ်စုအောင်ရဲ့အနုပညာအနာကဟာဆိုရင်လုံးဝပျက်စီးသွားပြီလို့တုံ့တရပါတယ်။ချစ်စရာကောင်းတဲ့ပုံရိပ်ကနေ brand ပြေးပွားကိုကူပြောင်းသွားရရှင်ဟာရန်ကုန်ရဲ့အစည်းကမ်းမဲ့ nightlight တွေရဲ့အကျိုးဆက်ကိုပါပြတ်တာနေတယ်လို့ပါပဲ။ဘိုင်ယိုဆိုအောင်ဟာနာမည်ကျော်တူဆိုပေမဲ့ဥပဒေရဲ့ရှေ့မှာတော့အာမန်ပြည်သူတွေနဲ့တန်းတူပါပဲ။ကိုယ့်ရဲ့လောက်ရအတွက်တာဝန်ယူရရမှာပါ။လူငယ်တယောက်ရဲ့ဘဝနဲ့ခန္ဓာကိုယ်ကိုထိခိုက်အောင်လုပ်ခဲ့တဲ့အတွက်တရားမျှတမှုကအရေးကြီးဆုံးဖြစ်ပါတယ်။ဗိတာကြီးတို့ကရောဘိုင်ယိုဆိုအောင်ရဲ့ဒီလောက်ရနဲ့တာဝန်မဲ့စွာချောင်ပြေးနေမှုအပေါ်ဘယ်လိုထင်မြင်မိပါသလဲ။ဥပဒေအရရင်ဆိုင်တင့်တယ်လို့ထင်ပါသလား။ ဘာမှမမမီတို့ရဲ့အမြင်ကိုဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်ချင်းကြည့်ချူအားပေးကြတဲ့ရိတ်တာတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။